အဘတာဆူရီဆူမိုဘတ်တီကူဒရာမင်္ဂလာပါဒီနေ့ဧပြီလ12ရက်ဖက်ရ FN ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့တပိတ်ကျင်းမြို့ကိုစစ်ကောက်စီတပ်ကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်အရက်သား၄ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့ပကိုးခရိုင်အမတ်နစ်ထံစစ်ကောက်စီတပ်သားတစ်တူလက်နက်ခဲယမ်းနဲ့အတူပဲ့ပြောင်းခုလုံတဲ့တဲ့ကိုလီမြို့နယ်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သား၂ဦးသေဆုံးတဲ့တဲ့တွေအပါအဝင် Fire FN ရဲ့နေ့စဉ်တဲ့တွေကိုကြားရမှာပါ မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းမြို့နယ်ကျေယိုပင်ရွာကိုမနေ့ဧပြီလ17ရက်နေ့ည10:00နာရီဝန်းကျင်အချိန်မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့အကြောင်းမဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ဦးလွေခရိုင်ပကဖရဲ့ပြန်ကြားရေးတာဝန်ခံသူက Federal FM ကိုပြောပါတယ်။လေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သား၄ဦးထိခိုက်ဒဏ်ရာရတာအပြင် ကိုရန်ဟေ KDB အဆောက်အဦသုံးလုံးနဲ့နွားတကောင်ပါထိခိုက်တိုက်ဆုံသွားတယ်လို့သိရပါတယ်။မနေ့ဧပြီလ17ရက်နေ့ညနေပိုင်း3နာရီခွဲအချိန်မှာစကောက်စီရဲ့ Jet Fighter နဲ့ပုံတီကျဲချလိုက်တာကြောင့်ကောလင်းမြို့နယ် Shop ဖြူကုန်းရွာကစစ်ရှောက်အမျိုးသမီးအဦတိုက်ဆုံသွားခဲ့ပါတယ်။ပကူတိုင်းကြောက်တကားမြို့နယ်ပဲနယ်ကုန်း နတ်တန်ကွင်းလမ်းပေါ်မှာရှိတဲ့စစ်ကောက်စီစခန်းကတပ်သားတစ်တူဟာပြည်သူ့ကာကွယ်ရေးတပ်မတော်ပကိုးခရိုင်အမှတ်နှစ်303ညနေတည်ရင်ထံကိုလက်နက်နဲ့အတူပဲ့ပြောင်းခုလုံလာခဲ့တယ်လို့303ညနေတည်ရင်ကတာဝန်ရှိသူတူကဖရဲ FN ကိုပြောပါတယ်အဆိုပါပဲ့ပြောင်းခုလုံလာသူဟာ ME1 တလက်ကြီပေါက်၃ခု ငါတရမ96ကြည်တရ9တောက်နဲ့အတူပြီးခဲ့တဲ့ဧပြီလ9ရက်နေ့မှာပဲ့ပြောင်းလာခဲ့တာဖြစ်ပြီးပဲ့ပြောင်းလာသူကရန်ကုန်တိုင်းတိုက်ကြီးမြို့ဂျိုးဖြူတင်တန်းကျောင်းကနေတင်တန်းဆင်းလာတဲ့အပတ်စဉ်ခွန်တင်တန်းသားဖြစ်ပြီးတင်တန်းဆင်းပြီးတာနဲ့ချက်ချင်းရှစ်တန်းကိုအပုတ်ခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ် အဆိုပါတက်တာတဲ့ဟာလက်နဲ့နဲ့အတူပဲပြောင်းလာတဲ့အတွက်စုတီငွေ၁၀ချီမြင့်ခဲ့ပြီးလက်ရှိမှာတော့ပဲပြောင်းလာသူကိုလုံခြုံတဲ့နေရာတနေရာမှာထားရှိပြီး82ရဲ့ဆန္ဒသဘောထားရဘာလို့စီချင်လဲဆိုတာကိုမေးမြန်းပြီးအဆင်ပြေအောင်စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါဗျာ။ ကိုင်းတိုင်းကောလင်းမြို့နယ်တောင်ပူလာကျေးရွာအုပ်စုရှော့ဖြူကုန်းကျေးရွာကိုစစ်ကောက်စီတပ်ကဂျက်ဖိုက်တာနဲ့ဘုံနှလုံးလာရောက်ကျေချခဲ့တာကြောင့်စစ်ရှော့အမျိုးသမီးနှစ်ဦးသေဆုံးသွားခဲ့ရတယ်လို့ calling if အဖွဲ့ကတာဝန်ရှိသူတူကဖဲတဲ့ FN ကိုပြောပါတယ်။မနေ့ April 17ရက်နေ့ညနေ3:00နာရီခွဲအချိန်မှာစစ်ကောက်စီတပ်ကကျေချလိုက်တဲ့ပုံတိကြောင့်ရှော့ဖြူကုန်းရွာမှာဆစ်ဆောင်နေတဲ့အမျိုးသမီးနှစ်ဦးတေဆုံသွားခဲ့ရတယ်လို့သိရပါတယ်။ အပြင်မနစ်ဧပြီလ10ရက်နေ့ညနေ2နာရီဝန်းကျင်အချိန်ကောလင်းမြို့နယ်အင်ပင်လကျေးရွာကိုစစ်ကောင်စီတပ်ကပေါင်900ဘုံနှလုံးကျေချတိုက်ခိုက်ခဲ့တာကြောင့်14နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်အာပြင်းငလင်ကြောင့်အဆောက်အဦပျက်စီးမှုလူသေဆုံးမှုတွေများနေတဲ့မန္တလေးမြို့မှာစကောက်စီလက်အောက်ခံပြူစောတီပေါ့ကိုရောအဖွဲ့ဦးဆောင်ပြီး120တလန်နဲ့လမ်း60နာမှာ လောင်ကစားကျင်းဝိုင်ပြုလုပ်နေတယ်လို့သိရပါဗျ။ငလီဆောက်လုပ်တဲ့မက်စလာ28ရက်နေ့တုန်းကလည်းမန္တလေးမြို့မြောက်ပြင်စစ်တပ်လမ်းဖက်မှာကျင်းဝိုင်လုပ်နေရင်လူအယောက်80နီးပါးတိုက်ပျို့ပြီးတေဆုံသွားခဲ့ကမန္တလေးမှာလက်ရှိချိန်ထိနောက်ဆက်သွဲငလီတွေဆက်တိုက်လုပ်ခတ်နေပြီးငလီတန်တစ်နေရာတွေကိုရှင်းလင်းရေးလုပ်နေရဆဲဖြစ်တယ်လို့ကေဆေးရဲ့အဖွဲ့တာဝန်ရှိသူတို့ကဆိုပါတယ်။ စစ်ကောက်စီဟာငလင်ဘေးတစ်ချိန်မှာကုညီကေစေးရေးနဲ့ပြန်လည်နေရာချထားရေးကိုထိထိရောက်ရောက်မလုပ်ပေးတဲ့အတွက်ဝေဖန်မှုတွေလည်းရှိနေပါတယ်။ဒါအပြင်ငလင်ကုညီကေစေးရေးလှုပ်ပေးနေတဲ့အဖွဲ့အစည်းတွေကိုလည်းစစ်တပ်နဲ့စစ်တပ်လက်အောက်ခံပြူစော်တီတွေအုပ်ချုပ်ရေးမှုတွေကသူတို့ခွင့်ပြုချက်ယူခိုင်းတာတွေစစ်ဆေးတာတွေတချို့နေရာတွေမှာပြုလုပ်ပေးနေပြီးငလင်ကြောင့်နိုင်ငံအတွင်းလူ3600ကျော်သေဆုံးပြီးဖြစ်စီအဆအဦးပေါင်း8200ခုနဲ့ရှစ်ပြောင်းနေထိုင်ရသူ 39,000ရှိတယ်လို့အာဆီယံလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဗဟုထာဏ AHE ကဒီနေ့မှထုတ်ပြန်ထားပြီးမန္တလေးမြို့ကလူသေဆုံးမှု1,900ကျော်နဲ့အများဆုံးဖြစ်ပါတယ်။ စကိုင်းတိုင်းဒေသကြီးစာလင်ကြီးမြို့နယ်မြို့မရေစခန်းမှာနေထိန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဒုသက်ချက်ဦးရဲလင်ကမိသားစုဝင်တွေကိုခေါ်ဆောင်ပြီးပြီးခဲ့တဲ့ဧပြီလ9ရက်နေ့မှာရင်းမပင်ခိုင်အမှတ်16သိရင်ထံဗက်ပြောင်းခုလုံလာခဲ့တယ်လို့သိရပါတယ်။အဆိုပါဦးရဲလင်ဟာပြီးခဲ့တဲ့2013ခုနှစ်ကလေးကရဲဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်တာဖြစ်ပြီးဗက်ပြောင်းမခုလုံခင်အချိန်ထိရဲဝန်ထမ်းတက်တန်း7နှစ်ရှိပြီးជីတရီတနတ်တလဲနဲ့ជីတောက်9တောက်ပါ ယူဆောင်လာပြီးအလင်းဝင်ခဲ့တာကြောင့်ရင်းမပင်ခဲအမှတ်16တရင်ကဂုံပြုစုငွေ380တက်ချီမြှင့်ခဲ့တယ်လို့သိရပါဗျ။ရင်းမပင်ခဲအမှတ်တရင်16ထံပက်ပြောင်းခုလုံလာသူတွေဟာရဲဝန်ထမ်းတွေဖြစ်ကြပြီးအခုအချိန်ထိဆိုရင်10ဦးအထိရှိနေပြီးတော့ရင်းမပင်ခဲအတွင်က PDF တရင်တပ်ဖွဲ့တွေကမန္တလေး၊ရှမ်း၊တောင်မြောက်၊စကိုင်းအထက် ချင်းပြည်နယ်မကွေးတိုင်းစတဲ့ဒေသတွေမှာမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေတာဖြစ်ပြီးဆာလင်ကြီးမြို့နယ်ဝန်းကျင်တွေမှာလည်းနေမြေဆိုးမှုမှုတွေရှိနေတယ်လို့သိရပါဗျ။ရှမ်းပြည်နယ်တောင်ပိုင်းရွာငယ်မြို့နယ်ရွာငယ်အောက်ပန်းလမ်းမတနေရာမှာတနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်မတော် DSNDA ရဲဘော်တွေကဖြတ်တန်းသွားလာတဲ့ရင်တွေကိုစစ်ဆေးမှုလှုပ်ဆောင်နေချိန်မတင်ကားတဲ့အတွက်ကားပေါ်ကဆင်းခိုက်တဲ့အခါမှာပြန်လေဆုတ်ခွာ ထွက်ပြေးသွားတဲ့ပူကြီးတူကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ DSNDA တပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကြားပြန်ကဖက်တဲ့ FN ကိုပြောပါရတယ်။အဆိုပါပူကြီးကစစ်ဆေးရေးလှုပ်ဆောင်နေချိန်ထွက်ပြေးသွားတာကြောင့် မနေ့ဧပြီလ17ရက်နေ့မနေ့ပိုင်းမှာတော်လရင်ရဲဘော်တွေကပြစ်ခတ်ခဲ့တာဖြစ်ပြီးသူနဲ့အတူတနက်အတူတလက်လက်ပစ်ပုံတလုံးဖုံးနဲ့ငွေသားတချို့ကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။ကားပေါ်ကတင်ဆက်ရရှိထားတဲ့အချက်လက်နဲ့မြေပြင်စုံစမ်းချက်အရအဆိုပါပြစ်ခတ်ခံရသူဟာဘိုးကြီးအဆင့်ရှိသူမျိုးစော်တန်းဖြစ်ပြီးရွာငယ်မြို့မြောက်ဘက် မြို့ထွက်ဂိတ်မှာအာနာအရှိဆုံးသူဖြစ်တယ်လို့သိရပါတယ်။ ဒီနေ့ဧပြီလ12ရက်ဖရက် FN ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါကျမအဲနီပါရှင်အားလုံးရဲ့အတန်း Federal FM